ညောင်ရွှေမြို့နယ်အစိုးရဓမ္မစရိယာစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပြီးမှာဖြစ်ပါတယ်။သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာနမှကျင်းပသည့်2025ခုနှစ်1386ခုအစိုးရဓမ္မစရိယာစာမေးပွဲတတ္တမမြောက်ရက်နှင့်ပါဠိပထမပြန်စာမေးပွဲ ပထမရက်ဖြေဆိုခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့ရွှေရတုစွန်းစားကျောင်း၌ ်မေလ၄ရက်နေ့လယ်၁၂နာရီကစတင်ကျင်းပပြုစုခဲ့ကြောင်းသိရှိရပါတယ်။ရှင်ဦးစွာညောင်ရွှေမြို့နယ်ပါဠိပထမပြန်စာမြေပွဲကျင်းပရေးနာရကမိုင်းတောက်ပထမစာသင်တိုက်ဆရာတော်ဗဒ္ဒနာသူမင်္ဂလာဘိဝင်တာကစာပွဲတော်ဆိုင်ရာဩဝါဒကထာမွတ်ကြားပြီးမြို့မလိုင်ကျူပရိယတိစာသင်တိုက်နာရကဆရာတော်ဗဒ္ဒနာအိမ်နကကစာမြေပွဲပြုစုရာတွင်လိုက်နိုင်ရမည့်စည်းကမ်းချက်များကိုမိန့်ကြားခဲ့ပါသည်။ ထို့နောက်ကြီးကြပ်ရေးဆရာတော်များက အတန်းစဉ်လိုက်မိကွန်းပု္ပ္ပာများကိုဝေငှပေးခဲ့ကြပါတယ်။အစိုးပါအစိုးရဓမ္မစရိယစာမေးပွဲနှင့်ပါဠိဗရမပြန်စာမေးပွဲတို့ဓမ္မစရိယမြမဂုံဒုဒန်းတွင်တန်ဃာတော်နှစ်ပါးတိလရှင်ဆရာလေးတစ်ပါးလူပုဂ္ဂိုလ်တဦးပရမတ်ကြီးတန်းတွင်39ပါးပထမလက်တန်းတွင်63ပါးပထမငယ်ရန်တွင်119ပါးအခြေပြုမူလရန်တွင် 194ပါးစုစုပေါင်းစာပြေတန်ခါတော်နဲ့တိလရှင်405ပါးပါဝင်ပြည့်စုံခဲ့ကြောင်းနဲ့အဆိုပါဆောင်မီပွဲကို မေလ10ရက်နေ့ထိကျင်းပပြုလုပ်တော်မူဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။